ကြီးကြီးမှပါဝင်မှုတွေထိုင်းနိုင်ငံကိုရောက်လာပြီးမြန်မာအသည်နဲ့လေ့ကျင့်နေပြီဖြစ်တဲ့မိထက်လူ33ကြိမ်မြောက်စီကိန်းပြေဝဲရဲ့အမျိုးသမီးဘောလုံးပွဲစဉ်တွေကိုမကြတော့မီရက်တီတွင်မှထိုင်းနိုင်ငံချူမူရီမြို့မှာကျင်းပသွားမှာဖြစ်ပါရည်ဒီနေ့ရဲ့စီကိန်းပြေဝဲမှာအလုံးကိုအံဩသွားအောင်လုပ်ပြီးပါဝင်လာမိသူကတော့မိထက်လူဖြစ်ပါရည်မိထက်လူကအမေရိကကနေပြန်ခွေကျင်းပမီထိုင်းနိုင်ငံကိုတရရရောက်လာပြီးဖြစ်ပြီးမြန်မာလေရွေစင်မျိုးသမီးတွေနဲ့ပူးပေါင်းသွားပြီးဖြစ်ပါရည်လွန်ခဲ့တဲ့ရက်ကမြန်မာတင်းဟာထိုင်းနိုင်ငံကိုထွက်ခွာသွားပြီး မီထလူလေအမေရိကကနေထိုင်းကိုရောက်လာပါရီမီထလူကအမေရိက UCND မှာတက္ကသိုလ်တက်ရောက်နေတာဖြစ်ပေမဲ့လေနိုင်ငံအတွက်ဆိုရင်တော့စူးစမ်းပေးဖို့အတွက်အဆင်သင့်ဖြစ်နေသူပါအမေရိကက NIRS Championship Series က UC ကျင်းပခဲ့တဲ့ Women Open Tournament ပြိုင်ပွဲမှာမီထလူဝင်ရောက်ကစားနေတဲ့ UCND တင်းက Champion ဆုကိုစုခုရရှိခဲ့ပါရီသူတို့တင်းကလည်းစူးရသလိုမီထလူကလည်း Most Valuable Player ဆုကိုရခဲ့ပါသေးတယ် ရုပ်ရည်ကျော်မော်ရီမီတယ်လူကဘောလုံးကဲတဲ့နေရာမှာလေးပေးနေရရောက်ရောက်ထူးချွတ်နေပါသေးတယ်။မီတယ်လူကကောလီတက်စင်တုံးကလေးကောလီတင်မာကစားတယ်လို့တက္ကသိုလ်တော်တော်လေးတက္ကသိုလ်တင်မာဝင်ကစားပြီးစုရရနေပါရီ။တက္ကသိုလ်ပြန်တက်ဖို့တွေမြန်မာနိုင်ငံကနေပြန်သွားစဉ်ကတော့စီးကိမာပါဝင်မှုတွေမဖြစ်နိုင်တော့ဘူးလို့ပြောခဲ့ပါရီ။ဥစစောကတော့မီတယ်လူကိုစီးကိမာပါဝင်ခွင့်ရအောင်ကျောင်းပန်းနဲ့ရှင်းနေပြီမယ်လို့ပြောခဲ့ပူပါရီ။အခုတော့ပြောထားတဲ့စကားတိုင်းမီတယ်လူကစီးကိမာပါဝင်လာပါပြီ။ 2025ခုနှစ်အတွင်းမှာအောင်မြင်မှုတွေပေါ်ပြီးတော့ကြီးမားလာပြီးမီထဲလူဟာစီကိန်းမှာပထမဆုံးကြေပါဝင်သွားမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့လကလေးကမီထဲလူဟာစီကိန်းကိုလာပြိုင်မှုတွေထိုင်းကိုလာမယ်လို့အတည်ပြုထားပါတယ်။မီထဲလူပြည်ဝင်းသိင်ရီထွန်းနဲ့မလေးရှားကနေပြန်ရောက်လာပြီးမြန်မာအသင်းနဲ့တူလေ့ကျင့်နေပြီဖြစ်ပါတယ်။ဝင်းသိင်ရီထွန်းကတော့စီကိန်းမှာကစားလာတဲ့အချိန်ကြီးတွေကမနေတော့ပါဘူး။ဒီနေ့တွင်မှပရိသတ်တွေရဲ့အားပေးမှုကအရှင်ငါးချက်ပို့ပြီးတော့မြန်မာလာလို့လွန်ခဲ့တဲ့နှစ်တွေကနေမတူတဲ့ရှောက်လက်တွေနဲ့ကျူးစားသွားတော့မှာပါ။ မြန်မာလေယာဉ်စင်မျိုးသမီးဟာအခြားသောနိုင်ငံခြားအသင်းတွေနဲ့ကံကဲ့ဘူးတွေတွေ့ကြုံနေလေညာနေပြီဖြစ်ပါတယ်။စီကိန်းမောင်းမိထလူပါဝင်လာပြီမယ်လေပြီးခဲ့တဲ့ပွဲတွေအတိုင်းတော်မဖြစ်ချင်ကြပါဘူး။အမေရိကမှာစင်မီပရိုစားသမားတယောက်ဖြစ်တဲ့မိထလူကိုမြန်မာအသင်းရဲ့ဒီပြဖြစ်ကအဓိကအရေးကြီးတဲ့ပွဲတွေမှာထိပြီးတော့စားခွင့်မပေးပါဘူး။မိထလူရဲ့နီးစနစ်ကအခြားစားသမားတွေရဲ့ဒီစနစ်နဲ့မတူဘူးဆိုရင်ကြောင်းပြချင်တဲ့ထားခဲ့တဲ့ပွဲတွေကလည်းရှိပါပါရီ။ဒီလိုချန်နာခဲ့ရတဲ့ပွဲတွေရှိပေမဲ့သူ့ဘက်ကတော့စိတ်မပြတ်သွားပဲ ပွဲရီရှိတိုင်းမှာစာတီးကိုပြန်လာပြီးစူးစမ်းပေးနေသူဖြစ်ပါရည်။ရှာရီချင်းဒီမှာအပြင်းထန်လေးကျင့်နေပြီးနိုင်ငံအတွက်ကုန်ဆောင်ပေးနေသူဖြစ်တဲ့ဒီသူရဲ့ twin ကိုကလည်းနှပနေလို့တမင်ကျော်ပါရည်။နာမည်စည်းကိပြိုင်ပွဲတွင်ဒီဇင်ဘာ9ရက်နေ့မှာမြန်မာအသင်းနဲ့ play by အသင်းဒီဇင်ဘာ10ရက်နေ့မှာမြန်မာအသင်းနဲ့မလေးရှားအသင်းဒီဇင်ဘာ17ရက်နေ့မှာမြန်မာအသင်းနဲ့ BNN အသင်းတို့ကမ်းမဖြစ်ပါရည်။ဒီပြိုင်ပွဲအသင်းတွေကမြန်မာပြည်နဲ့ကမ်ဘူးတွေအတွေ့အကြုံရှိပေမဲ့လျှော့တွက်လို့မရတဲ့အသင်းတွေဖြစ်နေပါသေးတယ်။ မိထလူပါဝင်သွားပြီးစီကိပြန်ဝင်မှာမြန်မာတင်းကိုအားပေးတော့မှလားဆိုတာကွန်မန့်မှာပြောခဲ့ပြီးပါအောင်ရှင်ကြီးရှုအပ်ပေးကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ကြောင်းရည်နဲ့တူပြန်လာခဲ့ပါအောင်ရှင်